ဤတင်ကိုဆွဲဆိုခဲ့တဲ့ အမှုအပြင်ပုံမှန်905ကကြီးနဲ့ထပ်မံအမှုဖွေခံခဲ့ရပြီးနှိရှိထောင်ချနိုင်ခြင်းရှိနေတဲ့ဆယ်လီသမီးစုမင်္ဂလာပါပရိသတ်ကြီးရှင်အွန်လိုင်းဆယ်လီသမီးစုခေါ်တက်ကိုကိုကိုတော့လက်ရှိမှာပုံမှန်905ကကြီးနဲ့ထပ်မံအမှုဖွင့်လှစ်ထားပြီး Form C ဖောက်ပြမှုကြောင့်လည်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနကထပ်မံတရားစွဲဆိုဖို့ရှိနေတဲ့အတွက်အမှုတွေထပ်တိုးလာနိုင်တယ်လို့ဒီဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပြထားပါတယ် တပီးစိုးခေါ်တက်ကိုကိုကိုတက်ဆိုင်ရလုံးကျော်ရဲ့အဖွဲကရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိမ့်မှာပြီးခဲ့တဲ့အောက်တိုဘာလ12ရက်နေ့မနက်ပိုင်းကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီးစတင်ဖမ်းဆီးစဉ်ကဆက်သွယ်ရေးဥပဒေပုံမှန်66ကာဂျီနဲ့အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။ တရင်တွေအရာတမီးဆိုးခေါ်တက်ကိုကိုကိုတိုင်ကြားခဲ့သူမှာဒေါ်အီတင်ကို ဖြစ်တယ်လို့သိရပြီးအောက်တဘာလ9ရက်နေ့ကပြည်ဦးလင်မြို့မရဲစခန်းမှာပါဆောက်215မြန်ဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ကကြီးနဲ့အမှုဖွင့်တိုင်ကြားထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါ်ဤတင်ကိုရဲ့လူမှုကွန်ရက်စာမျက်နှာမှာလေပါဆောင်နံပါတ်ရရှိပြီးတဲ့နောက်သူမသည်ကျမတရားဆွဲဆိုခဲ့သောအမှုများအားဖြည့်ရှင်းခြင်းမပြုဘဲသူမနိုင်ငံသို့ပြန်လည်ထွက်ခွာမိကိုစိုးရိမ်သောကြောင့်ကျမအမှုဖွင့်ခဲ့သည့်စခန်းမှာသူမအားပြေပါထွက်ခွာခွင့်အားပိတ်ပေးပါရန်သူမအမှုအားဖွင့်ခဲ့သောပါဆောင်နံပါတ်နဲ့အတူထပ်မံအမှုတွေတင်ခဲ့ပါသည်လို့ပြီးခဲ့တဲ့အောက်တိုဘာလ14ရက်ကအတည်ပြုရေးသားထားတာဖြစ်ပါတယ် ဒါကြောင့်တမီးဆိုးခေါ်တက်ကိုကိုဟာပြပထွက်ခွာခင် ပိတ်ခင်ခံခဲ့ရပြီးစတင်ဖန်စီခံခဲ့ရစဉ်ကရန်ကုန်မြို့ရှိမင်္ဂလာတုံရဲစခန်းမှာကနက်ဦးထိမ့်သိမ်းခဲ့တာဖြစ်ပေမယ့်မန္တလေးတိုင်းပြည်ဦးလယ်မြို့မှာရဲစခန်းမှာအမှုဖွင့်ခံထားရတာဖြစ်တဲ့အတွက်အော်တိုဘားလ12ရက်နေ့ညပိုင်းမှာပဲပြည်ဦးလယ်ရဲစခန်းကိုလှည့်ပြောင်းပြီးခဲ့တယ်လို့သိရပါတယ်သူကိုဖမ်းမိတဲ့အော်တိုဘားလ12ရက်နေ့ည10:00နာရီလောက်ကပဲပြည်ဦးလွင်ရဲစခန်းကသူ့ကိုလာခေါ်သွားတော့ ်73ရက်နေ့မနက်ပြည်ဦးလွင်ကိုရောက်တာပေါ့ပထမတမှုကတော့66ကာဂျီနဲ့ဆွဲတယ်ဒုတိယတမှုကတော့905ကာဂျီပေါ့အဲ့ဒီနှစ်ခုတော့လောလောဆယ်အတီဖြစ်သွားပြီအော်တိုဘားလ73ရက်နေ့မှာ905ထပ်တိုးလိုက်တာလို့ဒီဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါတယ် ပုံမှန်905ကကြီးထတ်တိုးအမှုဖွင့်ခံရတာဟာ follower တသိန်းလောက်ရှိတဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ရွှေသက်အကောင့်နဲ့ပြည်ပနိုင်ငံမှာအလားကုန်ပစ္စည်းတွေ live လွှင့်ရောင်းချရင်းနဲ့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုဝေဖန်ပြောဆိုခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးအော်တိုဘာလ14ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာလည်း ်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေရန်ရည်ရွယ်ကောင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလှုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းတွေကိုလှုံ့ဆော်ခဲ့တဲ့ရွှေသက် Facebook အကောင့်ပိုင်ရှင်ဖြစ်သူရန်ကုန်တိုင်းဒဂုံမျိုးသစ်မြောက်ပိုင်းမြို့နယ်အမှတ်46ရပ်ကွက်နေတက်ကိုကိုခေါ်တမီးစုအသက်45နှစ်ကိုပြည်ဦးလယ်မြို့မှာရဲစခန်းမှာတရားဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လက်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့အသိပေးထားတာလည်းဖြစ်ပါတယ် ဒါအပြင်သူမဟာအမေရိကန်နိုင်ငံသူအဖြစ်ခံယူထားသူဖြစ်တာကြောင့်မြန်မာနိုင်ငံကိုရောက်ရှိနေစဉ်အတွင်းသူမတဲခိုရာနေရာတချို့မှာနိုင်ငံသားသားတွေအတွက် farm C တိုင်ကြားမှုဆိုင်ရာလုံထုံးလုံနီးတွေကိုလည်းပြက်ကွက်ခဲ့တယ်လို့သိရပါတယ်သူကအမေရိကန်နိုင်ငံသားခံယူထားတာဆိုတော့လာဝကအဥပဒေအရထက်ဆွဲဖို့လဲရှိလာနိုင်တယ်။ဖောင်စီဖျောက်ဖျက်တာတွေရှိနေလို့ပါ နေပြည်တော်ကအမရာဟိုတယ်ရဲ့မန္တလေးကထွန်းလာဟိုတယ်အဲ့ဒီဟိုတယ်တွေမှာတဲခဲ့တော့ကဖောင်စီဖြည့်ခဲ့တာမရှိဘူးဒီတိုင်းပဲတဲခဲ့တာလို့သူကပြောပါတယ်နိုင်ငံသားသားရောက်ရှိကြောင်းတင်ပြပို့ခြင်း form C arrival reporter တအူးဒါမှမဟုတ်အဖွဲလိုက်နိုင်ငံသားသားတွေမြန်မာနိုင်ငံကိုရောက်ရှိလာပါက၎င်းတို့ရောက်ရှိမှုကို24နာရီအတွင်းတာဝန်ရှိသူကမိမိနေထိုင်ရာမြို့နယ်ရှိလာဝကဦးစီးဌာနကို form C arrival report နဲ့တိုင်ကြားပေးရမှာဖြစ်တယ်လို့သိရပါတယ် ဲ့တော့တမတ်ဥပဒေအရသူကသူရောက်တဲ့နေရာတိုင်းမှာဖောင်စီဖြည့်ရမယ်။မဖြည့်ဘူးဆိုရင်တော့နိုင်ငံသားတယောက်အနေနဲ့ဖောင်စီဖောက်ပြတ်တာပေါ့။ပုံမှန်73ကကြီးနဲ့တရားစွဲဆိုနိုင်ပါတယ်လို့ဒီဖြစ်စဉ်ကိုသိရှိသူတဦးကပြောပါတယ်။မြန်မာနိုင်ငံအတွင်းကိုတရားဝင်နိုင်ငံကူးလက်မှတ်နဲ့ဝင်ရောက်နေထိုင်တဲ့နိုင်ငံသားတယောက်အနေနဲ့တဲခိုရာနေရာတိုင်းမှာရောက်ရှိခြင်းအစီရင်ခံစာဖောင်စီကို မဖြစ်မနေပြုလုပ်ရမှာဖြစ်တယ်လို့သိရပါတယ်။ အစိုးရမှဖောင်စီပြုလုပ်ထားခြင်းရှိမရှိလာရောက်စစ်ဆေးမေးမြန်းတဲ့အခါမှာလေဖောင်စီပြနိုင်မှသာတရားဝင်နေထိုင်ခြင်းအဖြစ်သတ်မှတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်နိုင်ငံသားတယောက်အနေနဲ့ဖောင်စီပြုတ်လုထားခြင်းမရှိပါကအစိုးရကပေးတဲ့ဥပဒေပြဋ္ဌာန်းတော်၎င်းငွေတန်းတော်၎င်းတန်းတရက်လုံးကိုကြားခံရမှာဖြစ်တယ်လို့သိရပါတယ်။